ရှိရှိတုန်းကယုံကလေးနဲ့လက်ကလေးအပြေးပြန်ရတဲ့အခါအပြေးပုံမြင်တဲ့ယုံကလေးကပြိုင်ဘက်ကိုထင်သေးပြီးလမ်းတစ်ဘက်မှာအိတ်နေလိုက်တာကြောင့်ဖြည်းဖြည်းနဲ့မှန်မှန်မနာရန်ပြေးတဲ့လက်ကလေးကိုရှုံသွားခဲ့ဘူးတယ်အဲဒါကြောင့်တော်တဲ့ကဒရိတ်ဆန်လေးတွေဟာအသွားနှိပ်ခွေးတဲ့လက်ကိုတော့မနိုင်တဲ့ယုံနေအပြင်းကြီးတဲ့ယုံနေဆိုပြီးတော့တီတူခဲ့ရကြတယ် ဒီလိုပြောဆိုခံနေရတာကိုယုံကလေးကမကျေနပ်ပါဘူးတဲ့ဒါနဲ့ဖိုးရှိယုံကလေးဟာဖိုးရှိလက်ကိုသူနဲ့အပြေးပြိုင်ပွဲထပ်လုပ်ဖို့တွားပြီးစိန်ခေါ်ပါတယ်ဖိုးရှိယုံကလေးကသူသာမယမနာပြေးလိုက်ရင်ဖိုးရှိလက်ကိုအသာလေးနိုင်ပြီးယုံနေရဲ့ခုံသိခါကိုပြန်ဆဲနိုင်လိမ့်မယ်လို့ယုံကြည်ထားခဲ့ဖိုးရှိလက်ကလည်းဖိုးရှိယုံရဲ့အကြံစီကိုခံမှန်မိပေမဲ့ အပြေးပြိုင်ပွဲကိုရှင်ပြိုင်မှုသဘောတူလိုက်ပါတယ်။ဖိုးရွှေလေးဟာအတွေ့အကြုံတွေအများကြီးရှိတယ်။တက်တော်ရှိပညာရှိလက်ဖိုးဖိုးကြီးစီမှာပြေးပြိုင်ပွဲအတွက်အကြံဉာဏ်သွားတောင်းတယ်။လက်ဖိုးဖိုးကြီးကလက်ကလေးကိုဖိုးရွှေလေးရဲ့တက်တော်ရီမှာအားသာချက်အားနည်းချက်တွေကိုစီရှိကြတယ်ကွ။ဒီပြိုင်ပွဲမှာနိုင်ခြင်းယုံနေမကျွမ်းခြင်းနဲ့ ချောင်းတွေရေကန်တွေထဲမှာ ရှင်ပြိုင်ကြီးကွယ်လို့အကြံပေးလိုက်တယ်။ဖူးရွှေလေးကလေးလည်းသဘောကျသွားပြီးဖူးရွှေရုံကိုဖူးရွှေရုံရင်မင်းရငါတဲ့အပြေးမြန်ပါတယ်။ရှင်ပြိုင်ရမယ့်ပြေးလမ်းကြောင်းကိုငါရွေးပေးရစေလို့ပြောတဲ့အခါဖူးရွှေရုံကလည်းသဘောတူလိုက်ပါတယ်။ဒီလိုနဲ့ပြိုင်ပွဲနေ့မှာဒေါ်ရီယာဂရိတ်ဆန်ကြီးလည်းစိတ်ဝင်စားကြည့်ဖို့ရောက်လာကြတယ်။ဖူးရွှေလေးက ခုရှိရုံရင်ငါတို့သဘောတူထားတဲ့အတိုင်းဒီတော့အုပ်အဆက်ကနေပြီးတော့ဟိုးမှလမ်းမြင်နေရတဲ့စံကြောင်းလေးအလုံးကပန်းသီးပင်ကြီးစီကိုငါတို့အပြေးပြိုင်ရမယ်လို့ပြောလိုက်တယ်။ပြိုင်မွေးခေဟာလည်းမှုတ်ရောခုရှိရုံလေးဟာပန်းသီးပင်ကြီးရှိအောင်မနာတမ်းပြေးသွားခဲ့တယ်။ချောင်းကန်းဆက်လည်းရောက်ရော သူကခဏရက်လိုက်ရတယ်။ရုံတွေဟာရေကြောက်ကြပြီးချောင်းနဲ့စင်ကူဘုံမဖြစ်နိုင်သလို့ ချောင်းကိုခုံကျော်ဘူးကလည်းတော်တော်လေးကျဲတဲ့ချောင်းဖြစ်လို့ကြံရမရဖြစ်နေခဲ့တယ်။နောက်ကလိုက်လာတဲ့ဖူးရွှေလေးကလေးကိုကြီးလိုက်တဲ့အခါလန်တဝက်ထီရောက်ရှိနေတာကိုလန်တွေးလိုက်ရတယ်။ဖူးရွှေယုံလဲမတက်နိုင်တဲ့အဆုံးချောင်းကမှအတိုင်းချောင်းကူးတရားရှိရာကိုတဟုံလို့ပြေးရပါတော့တယ်။တရားရှိတဲ့နေရာကတော်တော်လေးဝေးတာမို့သူလည်းတရားနာရောက်ရောဖူးရွှေလေးဟာလည်းချောင်းကန်းသက်နာရောက်လာပါတော့တယ်။ ဖိုးရွှေလေးဟာချောင်းထဲဆင်းပြီးရေကူးသွားလိုက်တာဖိုးရွှေရုံမရောက်ခင်မှာပဲပန်းသီးပင်ကြီးရှိရာရောက်သွားပြီးအနိုင်ရသွားပါတော့တယ်ဖိုးရွှေရုံလည်းနောက်တစ်ခါထတ်ရှုံတဲ့အတွက်အယံမဲဝန်းနေသွားပါတော့တယ်ပြိုင်ပွဲကိုကြည့်နေတဲ့လိတ်ဖိုးဘူးကြီးကလေကလေးရှိရာကိုသွားပြီးတော့ဖိုးရွှေလေးရဲ့ပြိုင်ပွဲမှာအနိုင်ရတာပြောရဲလားလို့မေးလိုက်ပါတယ်လေကလေးလည်း ပြောတာပေါ့ဖို့ဖို့ရေဖို့ဖို့အကြံဉာဏ်ပေးလို့သာတနိုင်ရတာပါလို့ဖြေတဲ့ဒီတော့လိတ်ဖို့ဖို့ဟာဖို့ရှင်ရုံလေးကိုကြည့်ပါဦးသူရောဘလို့ခံစားနေရမယ်ထင်လဲလို့ဆိုပြီးတော့ကောင်းငိုက်ဆိုင်ကမိုင်းတွင်နေတဲ့ယုံကလေးကိုလက်ညှိုးထိုးပြတယ်။ယုံကလေးကိုကြည့်ပြီးဖို့ရှိလေးလည်းစိတ်မကောင်းဖြစ်သွားတယ်။လက်ဖို့ဖို့ကလက်ကလေးရောယုံကလေးကိုပါလန့်ခေါ်လိုက်ပြီးကလေးတို့ရဲ့တတ္တဝါဒီမှာ ကိုစီကိုစီစွမ်းစားရှိကြတယ်ကွယ်ယုံကလေးကအပြေးမြန်တယ်လို့လေကလေးကလည်းရေထဲမှာ ကျွမ်းကျွမ်းချင်းချင်းကူးခတ်နိုင်တယ်အဲဒီတော့ကလေးတို့ရဲ့အစွမ်းတွေကိုအသုံးချပြီးပြိုင်ပွဲတစ်ခုထပ်လုပ်ကြရအောင်ကွယ်အခုတခါပြိုင်ပွဲဝင်နှစ်ယောက်ချင်းချင်းရှင်ပြိုင်တာမဟုတ်ပဲပြိုင်ပွဲဝင်နှစ်ယောက်အတူတူပူးပေါင်းပြီးတော့တဘာဝကြီးကိုအနိုင်ယူဖို့စူးစမ်းကြည့်ကြပါလို့ပြောကြတယ် ပြီးတော့လိပ်ဖို့ဖို့ကအခုပြိုင်ပွဲကတော့ဖိုးရွှေရုံနဲ့ဖိုးရွှေလိပ်နှစ်ယောက်အတူပူးပေါင်းပြီးတော့ဒေါ်ဇက်ကနေချောင်းတစ်ဖက်ကန်းကဗန်းဒီပင်ကြီးရှိရာကို10မိနစ်အတွင်းနှစ်ယောက်စလုံးအတူရောက်အောင်အရောက်သွားနိုင်ပါမလားရှင်ပြိုင်ကြည့်ချပါလို့ပြောလိုက်တယ်ဖိုးရွှေရုံနဲ့ဖိုးရွှေလိပ်တို့လည်းလေဖိုးဖိုးရဲ့ဆိုလိုရင်းကိုသဘောပေါက်သွားကြပြီဒေါ်သက်ကနေချောင်းကန်းသားဒီဂုံလန်ခီးမှာ ိုးရှိရုံကဖိုးရှိလိတ်ကိုကြောပိုးပြီးပြေးပါတယ်တဲ့ဒီလိုနဲ့ဖိုးရှိလိတ်9မိနစ်လောက်သွားရမယ်ခရီးကိုဖိုးရှိရုံကျေးဇူးနဲ့မိနစ်ဝက်မှာပဲရောက်သွားခဲ့တယ်ချောင်းကသက်လည်းရောက်ရောဖိုးရှိလိတ်ကကျောကုန်းမော်ကိုဖိုးရှိရုံကိုတင်းပြီးချောင်းကိုဖျက်ကူးလိုက်တာတမင်းနဲ့မပြေခင်မဲ့နှစ်ယောက်စလုံးပန်းဒီပင်ကြီးရှိရာကိုရောက်သွားပါတော့တယ်